အားလုံးပင်ကပါဒီနေ့မှာတော့ကိုကျိုမရှိတဲ့စကန်းဆန်ကိုကျိုဖီလာမာကတ်ကိုတောင်းပါဖြစ်ပါတယ်ကျွန်မပြောတော့ကြောက်ဘူးမြို့မှာဖောင်းတောင်းခြင်းဖြစ်ပါတယ်ဘာရောက်မလဲဆိုတော့ဘယ်ရောက်မှသိအောင်ဆက်ဆက်ကြည့်လိုက်အမှန်တကယ်ကတော့ Tokyo City Flea Market ဖြစ်ပါတယ် Google မှာလက်ကူရှာပြီးသွားလွယ်ကူပါခင်ဗျအဖွင့်တဲ့ရက်ကတော့စနေနေ့ကိုဖွင့်ပြီးတော့အချိန်ကတော့မနက်9:00နာရီ2:00အထိဖွင့်ပါတယ် တနအိထိဖွင့်နေဆိုပေမဲ့တနအိလောက်ဝင်းကြီးဆိုရင်စတင်ပြီးတော့လူရှင်းပါခင်ဗျာပြောမှဆိုရင်တော့ဂျပန်နိုင်ငံရဲ့ဗီဒီယိုတန်းလို့ခေါ်လို့ရပါတယ်အမကစိုင်းနေအများကြီးရှိရတဲ့အနည်းဆုံးအချိန်၃လလောက်ပြီးမှဆိုရှင်တော့စိုင်းနေအကုန်နှံ့မလို့တော့ထင်တယ်ဗျကျွန်တော်တို့ကတော့အချိန်အနည်းတော့ကြရတဲ့အတွက်အဆိုင်ကိုမနှံ့ငယ်ပါဘူးစိုင်းနေတကယ်အများကြီးအများကြီးရှိပါတယ်အဲ့တော့ကိုကဒီတိုချိုနီတိုင်းမှာရှိရဆိုလို့ရှိရင်လည်းတစ်ခေါက်သွားဖို့အတွက်တိုက်တုံးမယ်ခင်ဗျာအမကိုလိုချင်တဲ့အရာတွေတခုတော့တွေ့ပါလိမ့်မယ်။ဘာဖြစ်စစ်တွေရှိမှန်းဆိုတော့ကြည့်ရတဲ့အရာဒါစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးကိုဆုံးကြည့်လိုက်ပါ။ ဘူးတော့ရောက်လာပြီပေါ့နော်စစဝင်ညာနဲ့အဲ့ဒီတွေ့ပါလေကိုဘရန်အဲ့ဒီဖြစ်တဲ့ကိုကြိုက်နေဝယ်ပေါ့နော်အဲ့ဒီမှာအချားဆိုင်နေအချားအိတ်တွေရှိတယ်လို့နိုင်ရီဆွဲကြိုးတွေလက်စွပ်တွေအင်ဂျီတွေပေါ့နော်ဖနက်တွေအစုံရှိပါတယ်စကန်မာကတ်ဘေဒုတ်ဆိုပြီးတော့အထင်မသေးလိုက်ပါနဲ့အဲ့မှာဝယ်တဲ့သူတွေကနိုင်ငံခြားသားတွေနဲ့အဲ့လို fashion အလန်းတွေဝတ်ထားတဲ့သူတွေကဝယ်ကြတာများပါတယ် ငါကအဲ့လိုအင်ဂျီတွေမွေဖူးလို့အဲ့လိုဘယ်တော့တွေမွေဘူးဆိုတဲ့လူကတော့မပြောတတ်ပါဘူးအဲဒီမှာလဲမြန်မာနိုင်ငံမှာလို့ဘေးမှာအင်ဂျီတွေချပြီးတော့အဲ့လိုမျိုးယူရတူတွေလည်းရှိပါတယ်အမှလဲမြန်မာနေရောင်းလူစည်းရဲ့တက်တာလေကျွန်တော်ကတော့အရန်ခွေးစီဖြစ်တာတော့မြန်မာတို့ဆွဲကြီးတို့လက်စလို့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တွေ့တာနဲ့မွေဘူးဆိုရင်တော့မှအဲ့လိုမျိုးလက်ဝတ်ကြည့်လိုက်ရမှနေရွှေထံတော့အဆင်ပြေပါခင်ဗျာ ျွန်တော်တို့တော့နောက်ကျတော့ဖြစ်တဲ့အတွက်ဆိုင်းနေအကုန်မှန်းနေပါဘူးအမြန်ကြည့်တော့မှအချိန်ကြီးမလောက်ခဲ့ပါခင်ဗျာဒါတော့ဂျပန်ဘေးတော့ဝင်ယူနေရဖြစ်ပါတယ်တထုပ်တရားပဲရှိပါတယ်သိရမလားဘေးရပတ်ဝန်းကျင်ကအကုန်ယူနေတော့ကိုယ်လည်းစိတ်ဝင်စားဝင်ကြည့်လိုက်တာပါဒီတဲ့ရမယ်ဒီတဲ့ရမယ်ဆောင်းဆရာလေးတရားလေးဒီတဲ့ရမယ်ဒီတဲ့ရမယ် အဲ့မှာမိချစ်တွေလည်းရောင်းတယ်လို့စလေးတောက်တဲ့သူတွေကတော့စပူမိချစ်အထာကြကြတောက်ချင်လို့ရှင်တော့ဝဲလို့ရပါတယ်။ဒါပေမဲ့စပူစီတော့ပြန်ထည့်ရမှာပါ။အချို့မိချစ်တွေကမိချစ်လို့မရဘူး။ကိုယ့်ဘာကိုစပူစီပြန်ထည့်ရမှာဖြစ်ပါတယ်။အဲ့မှာနိုင်တီလည်းရှိရတဲ့အချို့နိုင်တီကကောင်းပါတယ်။အချို့နိုင်တီကမကောင်းပါဘူး။အဲ့မှာဗရန်တွေလည်းရှိပါတယ်။ကိုကနိုင်ချောင်းနားလဲပြီးပြန်ပြင်ပြီးရောင်းနေတဲ့သူတွေဆိုတော့ပုံပြီးအဆင်ပြေမယ်ထင်တယ်ဗျ။ကျွန်တော်ကတော့နိုင်ချောင်းတိတ်မသိပါဘူး။ အဲ့ဒီဘောက်ထဲမှာဆိုရှင် key chain တို့လက်စွပ်တို့ဆွဲကြိုးတို့အဲ့လိုမျိုးအဲ့မှာကတ်တဲ့ဟာတို့အများကြီးရှိပါတယ်ကိုလူချင်းတဲ့ဟာချက်တာယူလို့ရပါတယ်တစ်ခုမှ300လောက်ပဲရှိပါတယ်ကျွန်တော်တို့ဘာညာရဲမဟုတ်သူများယူနေတယ်တော့ဘာတွေများယူနေရလဲဆိုပြီးတော့ဝင်ရောက်ဆက်စုပ်လိုက်တာပါအမှအဆုံရှိပါတယ်ပြောစရာလည်းကောင်းပါတယ် ကျွန်တော်နောက်တစ်ခုကြိုက်တာက Animal Fair ကကြိုက်ပါတယ်အဲ့လို Marvel တွေလည်းကြိုက်ပါတယ်အခြား Super Hero တွေကြိုက်ပါတယ်အဲ့လိုမျိုး Venom ရုပ်ဆိုရရှင်ကျွန်တော် Myanmar ရှိလို့ရှင်တော့ဝယ်ပြမှာပါကျွန်တော် Kainet ပတ်စံရ200ပဲရှိရပြကျွန်တော်ဝယ်ခဲ့ပါတယ်အမေဆုံးမှာဆိုအနည်းဆုံး400လောက်ပေးရပြီးတော့ဒီပတ်စံရ200ပဲရှိပါတယ်ပစ္စည်းတွေကအမျိုးမျိုးရှိတဲ့အတွက်ကိုရီးချက်တဲ့ရင်တော့ကောင်းကောင်းမွန်ရှာမှာဖြစ်ပါတယ် ဂျပန်လူမျိုးတွေကိုယ်တိုင်အစားဘေးမှာအိတ်ချပြီးတော့ထုတ်လိုက်ယူတာဖြစ်ပါတယ်အကျုပ်တွေရောအင်ဂျီတွေရောအဆုံးရှိပါတယ်အဲ့တန်းမှာရှိတဲ့အင်ဂျီတွေကကိုလုံးတထောင်ပဲပေးရတယ်ဗျာကျွန်တော်စောင်းဟိုဒီအောင်ဝင်လို့ရှိရင်လုံးဝရှယ်ပဲဗျာအကုန်လုံးကတော့2 brand လောက်ယူတော့ဈေးဆဆရှိပါတယ်တေချာကတော့ပြမပေါ့စင်းချက်ဆိုင်တော့ဈေးအများကြီးတက်တာမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ထုံးစံရမြမဆန်တွေ့ရနဲ့ဝူးကြည့်လိုက်ရမှအဆင်ပြေမှာဖြစ်ပါတယ်။အဲ့တော့လှလားမလှလားဆိုတော့ချက်တော့ကောမတ်မှာရေးပေးခဲ့ပါဦး။ ဒါပေမဲ့နောက်ဆုံးတော့ကျွန်တော်ကြိုက်တဲ့မျက်မှန်တွေတွေ့ခဲ့ပါတယ်အဲ့ဒါ share ပဲပေးရတာညကျွန်တော်ဝတ်ထားတဲ့မျက်မှန်လေးပါအဲ့ဒီလက်စွပ်လေးတွေကတော့နှစ်ကွင်းမှာငါ့ပဲပေးရပါတယ်ဝတ်ပြောက်ပါရခင်ဗျဒါပေမဲ့ကျွန်တော်ဝတ်တဲ့လက်စွပ်တော့ငါ့တော့မဟုတ်တော့ဒါပေမဲ့လည်းတခြားရွေးပြီးတော့နောက်ဆုံးမှာမျက်မှန်တစ်လက်နဲ့လက်စွပ်နှစ်ကွင်းဝယ်ခဲ့ပါရခင်ဗျအင်ကြီးကြော်ဈေးကြီးတယ်ဗျတစ်ထည်ကို2000ကျော်ကျော်လောက်ရှိတယ် ခုနကမြမဆိုင်အပြင်းနာမှာဂူချီတို့ဒီရောတို့မျိုးရင်မွေးနဲ့အခြားရင်မွေးတွေလည်းရောင်းပါတယ်။ကျွန်တော်ကတော့ဒီရောရင်မွေးဝယ်ခဲ့ပါတယ်။အနတ်တအားကြိုက်လို့ပါအတုတော်ဆရာတော့မသိပါဘူး။အမခြေတွေလည်းရောင်းပါတယ်။ quality ကလုံးဝညံ့တယ်မပါပါဘူး။ယူနီကလိုမှာရောင်းတဲ့ခြေတွေထက် quality လုံးဝမတိုင်တော့မှနည်းနည်း level လောက်သွားတယ်ဗျာ။နေခိုင်းတော့နည်းနည်းပဲနေမှာပါ။ရည်တည့်ရတကယ်ကောင်းပါလေ။ဈေးကလည်း3500လောက်ပဲရှိတဲ့အတွက်လုံးဝတန့်ပါတယ်ဗျာ။ အဲ့မှာဘောက်တို့ဟဲထရတော်တော်များများလျှက်စစ်ပစ္စည်းတွေလည်းရှိတယ်ဗျာကိုမကိုအစင်းပြေတာကြက်ကြက်ပြီးတော့ဝယ်ကြပါဗျာ ဆိုင်တွေကဟိုးအပေါ်တက်မအောင်အောက်ထက်မအောင်အများကြီးရှိပါသေးတယ်အင်ဂျီတို့အရှုပ်တို့အဆုံအဆုံရှိပါသေးတယ်ဒါပေမဲ့ကျွန်တော်အချိန်မမီခဲ့ပါဘူးတနင်္လာဝင်းကျင်ဆိုတော့ဝန်ထမ်းတွေကအပြင်ထပ်ဖို့တက်អော်နေပါပြီအဲကြောင့်မို့တော့မဆိုရင်စစောစီလီတော့ဖို့အကြံပြုပါတယ်အမှန်တကယ်တော့အောက်တော့တော်တော်ချေုံနေတယ်ဗျဘာဖြစ်လို့ဆိုတော့ပေးရဖြစ်တဲ့ညဘက်ကြောက်ရှင်ဖုန်းညနေတိတုံးပြီးတော့နောက်ကြောက်ရှင်အေးရထားနောက်ကြောက်လို့ဖြစ်ပါတယ်ကျွန်တော်အခုနေတဲ့နေရာနဲ့အောက်ကိုဆိုချင်အနည်းဆုံးတနင်္လာကျော်ကျော်လောက်စီးရတဲ့အတွက် တင်စမချိန်နဲ့တွန့်ရင်တွန့်ရင်နဲ့မတော်ပြတ်တာများပါတယ်။တော်ပြတ်တော့လည်းအချင်းကမလောက်ပြောင်းဘူးဗျာ။နောက်ခါကြောက်ရှင်စောစောကြီးထားပြီးတော်ပါမယ်။ ူတူနီတိုက်မှာရှိတဲ့တူတွေကလည်းတူတူ City Flea Market ကိုတော့ပို့တဲ့အကြံပြုလိုပါတယ်။အမေတွေကအများကြီးရှိတဲ့တော့တစ်ခုမို့တစ်ခုလိုချင်တာရှိပါလိမ့်မယ်။တကယ်လို့ရောက်ပြခဲ့လို့ရှိရင်တော့တော့ပို့တဲ့အကြံပြုလိုပါတယ်။ရောက်ဖို့တဲ့တူတွေကရောဘာတွေဝခဲ့လဲဘလို့နေထားရှိရဘလို့စိတ်ကံစားမှုရှိရချက်လောက်ကောမမှာရေးပေးခဲ့ပါဦး။ဒီဗီဒီယိုလေးကိုချိန်နဲ့တင် Line Share မှာ Supporting ပေးခဲ့လို့ရပါတယ်။ကျွန်တော်ရဲ့ YouTube Channel ဖြစ်တဲ့ရေးတွေ2.0ကိုလည်း Like ရောက်အားပေးလို့ရပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။နောက်ပြီးမှဆက်တွေ့ကြမယ်။ Bye ။